တောင်ကြီးမြို့ပေါ်ရှိပရိယတိစာတင်တိုက်ဘုန်းတော်ကြီးเจ้าများမှာဆရာတော်တန်ခါတော်အပား၁080ပါဝါရင်းကာလအာယုံစွန်းလောင်းလူချင်းနဲ့စွန်းသိန်းအောင်ပွဲမင်္ဂလာကျင်းပတဲ့တဲ့ရင်ကို တင်ဆက်ပေးမှာဖြစ်ပါတယ်ရှမ်းပြည်နယ်အစိုးရဘွဲကကြီးမှုကျင်းပသောတောင်ကြီးမြို့ပေါ်ရှိပရိယတိစာတင်တိုက်များဘုန်းတော်ကြီးเจ้าများမှာဆရာတော်တန်ခါတော်အပား၁080ပါအာယုံစွန်းစွန်းဟင်းများလောင်းလူပွဲနဲ့ စွန်သိန်းအောင်ပွဲမင်္ဂလာကိုသတင်းကြွလာဆန်း၁၄ရက်အောက်တိုဘာလ9ရက်နေ့နဲ့9နာရီကတောင်ကြီးမြို့သာသနာလင်္ကာရာကံမောစာသာသနာဗိမ္မာန်တော်ကြီးရှိ၌ကျင်းပပြုလုပ်ခဲ့ပါတယ်။ဦးစွာဆရာတော်တန်ဃာတော်များစွန်းနှင့်စွန်းရင်များလောင်းလူပွဲတွင်ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်နှင့်ဇနီးအရှိပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုနှင့်ဇနီးပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး ပြည်နယ်ဝန်ကြီးများပြည်နယ်ဥပဒေချုပ်ပြည်နယ်ဆိုရဖွဲ့အတွင်ရေးမှုတို့မှဥဆောင်၍ပြည်နယ်ခရိုင်မြို့နယ်စင်ဌာနဆိုင်ရာများနှင့်မိသားစုဝင်များအလူရှင်များဒေသခံပြည်သူများတက်ရောက်၍စွန်းနှင့်စွန်းဟင်းများအချို့ဘွဲများတစ်သီးများခောက်ဆွဲကြောက်များလောင်းလူကြပါသည်တို့နောက်ပြည်내ဝင်ကြီးချုပ်နှင့်တာဝန်ရှိသူများသည့် ဌာနဆိုင်ရာများအလှူရှင်များဒေသခံပြည်သူများမှဆရာတော်တန်ဃာတော်များစွန့်နှင့်စွန့်ဟင်းများခောက်ဆွဲကြောက်များတစ်သီးများအချို့ပွဲများလောင်းလူနေမှုကိုလှည့်လည်ကြည့်ရှုကြပြီးစွန့်လာရောက်လောင်းလူနေကြသူများယင်းနီနီနှုတ်ဆက်ကြပါရယ်ယင်းနောက်ဝါတွင်ကာလအာယုံစွန့်နှင့်စွန့်ဟင်းများလောင်းလူပွဲစွန့်သိမ်းအောင်ပွဲကိုတောင်းကြီးမြို့သာသနာလင်္ကာရာကံမောဇသာသနာဗိမ္မာန်၌ကျင်းပရာပြည်내ဝင်ကြီးချုပ်က ဗိမာန်ရှိဗုဒ္ဓမြတ်စွာဘုရားအားပန်းရည်ချံစွန်စီမီစကတ်လူတန်းပြီးဆရာတော်တန်ဃာတော်များရှမ်းပြည်နယ်ဝင်ကြီးချုပ်ဦးအောင်နှင့်ဇနီးအရှိပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုနှင့်ဇနီးပြည်နယ်တရားလွတ်တော်တရားသူကြီးချုပ်နှင့်ဇနီးပြည်နယ်ဝင်ကြီးများပြည်နယ်ဥပဒေချုပ်အစိုးရဖွဲ့အတွင်းရေးမှူးနှင့်တာဝန်ရှိသူများကအာယုံစွန်စကတ်လူတန်းကြပါသည် ယင်းနောက်စွန်သိန်းအောင်ပွဲအခမ်းအနားကိုဆရာတော်တန်ခါတော်များနှင့်ပြည်내ဝင်ကြီးချုပ်အမှုပြုသောဧပရိတ်သက်အပေါင်းတို့ကနမောတက၃ချိန်ရွတ်ဆိုဖရာကတော်၍ဖွင့်လှစ်ပြီးနိုင်ငံတော်ဩဝါဒစရိယာတောင်ကြီးမြို့ကန္တာရက်ွယ်စွန်လုံးကူကမ္မထံကျောင်းတိုက်ဦးစည်းပဒနာနာယကဆရာတော်ဧကမဟာပဏိတာမဟာကမ္မထာနာစရိယာဗတ္တနာဧကဓမ္မဘိဝန္တထမ၅ပါးသီလခံယူဆောက်တည်ပြီးပရိတ်တရားတော်များနာယူကြည်ညိုကြပါれ။ ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးအရှိပိုင်းတိုင်းစစ်ထောင်နာချုပ်တိုင်းမုနှင့်ဇနီးပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီးပြည်နယ်ဝန်ကြီးများပြည်နယ်ဥပဒေချုပ်ပြည်နယ်အစိုးရဖွဲ့အတွင်းရေးမှုနှင့်ဇနီးတို့ကဆရာတော်တန်ဃာတော်များလူပွဲဝိတုပစ္စည်းများဆက်ကပ်လူဒန်းပေးကြပြီးရှမ်းပြည်နယ်တန်ဃာနိုင်ကဖွဲ့ဥက္ကဋ္ဌတောင်ကြီးမြို့တိန်တောင်ပရိယတိစာတင်တိုင်ဦးစည်းပဒနာနိုင်ကဆရာတော်အက္ကမဂန္ဓဝါစကား ဗဒ္ဒနာတိဇဝန္ဒထံမှာလှူဒန်းမှုစုစုတို့တွင်အနုဘောတနာတရားနာယူကြည်ညို၍ရေဆက်တွန်းချအမြတ်ပေးဝေပြီးအခန္ဓာကိုဗုဒ္ဓသာသနာစည်းရန်တိတ်တဆု၃ချိန်ရွတ်စုပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်အဆိုပါရှမ်းပြည်နယ်အစိုးရဘက်ကကြီးမှုကျင်းပသောဝါရွင်းကာလနောက်ဆုံးအပတ်တွင် အာယုံစွန်းနှင့်စွန်ဟင်းများလောင်းလူပွဲတွင် တောင်ကြီးမြို့ပေါ်ရှိ ပရိယတိစာသင်တိုက်များ ဖုံးတော်ကြီးအကြောင်းများမှဆရာတော်တန်ဃာတော် အပား1080ပါစွန်စွန်ဟင်အချို့ဘွဲခောက်ဆွဲကြောင်များစေးနှင့်တည်တီးများလောင်းလူပေးကြကြောင်းသိရှိရပါတယ်ခမညာ